NUG ပြည်ပြည်အုပ်စုတွေရဲ့အတုံးချခံ PDF တွေကိုပြန်ကြည့်ရင်စကိုင်းတိုင်းကအများဆုံးဖြစ်တယ်ဆိုပေမဲ့မကွေးတိုင်းကဒုတိယအများဆုံးလို့ဆိုရမှာဖြစ်ပါတယ်။မကွေးတိုင်းတွေကနေမှ AR မြစ်ရဲ့နောက်ဖက်ချမ်းနဲ့အရှေ့ဘက်ချမ်းဆိုပြီးခွဲကြည့်ရင် AR မြစ်အနောက်ဖက်ချမ်းမှာရှိနေတဲ့ပွင့်ပြူဆလင်းစင်မီယွန်းတကြောက PDF တွေကစုံတန်းတောင်းချမ်းနေတဲ့ကြာပြီပဲဖြစ်ပါတယ်။ မင်းဘူးစင်ဘူးစပြုကျွန်းလမ်းပိုင်းပေါ်ကရှိနေတယ်တပ်မတော်ရဲ့တပ်ရင်းတပ်စခန်းလေးတွေကင်းစခန်းလေးတွေကိုအမြဲလိုလိုနှောက်ရက်နေရှိပြီးတော့ဒီဆလင်းစကုစင်ဘူးကျွန်းမှာရှိနေတဲ့ PDF တွေကပသိမ်မုံရွာလမ်းနဲ့ဆလင်းစင်ဘူးကျွန်းကြားမှာရှိနေတဲ့ဆလင်းချောင်းမုံချောင်းတလျှောက်မှာကျွာစင်းနေမှာနေပြီးတော့ဝင်ရောက်တိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်အခုဆိုရင်မကွေးတန်းအနောက်ချမ်းမင်းဘူးမြို့နယ်မှာရှိနေတဲ့ဆလင်းမြို့ကနှစ်ရက်ဆက်တိုက် drop ဘုံချတိုက်ခိုက်တာတွေချောတိုက်တုံးနဲ့ပြစ်ခတ်ခံရတာတွေကိုကြုံတွေ့နေရပါတယ် မနေ့ကအော်တိုဘာ29ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာစလင်းမြို့ရဲ့တောင်ဘက်ပေါင်နာရပ်ကွက်အတွင်းမှာရှိနေတဲ့လူနေအိမ်ပတ်ဝန်းကျင်တွေကိုအကြမ်းဖက်သမားတွေကရှော့တိုက်တော့နှလုံးနဲ့တိုက်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဒီနေ့အော်တိုဘာ28ရက်နေ့မနေ့9နာရီဝန်းကျင်မှာလည်းစလင်းမြို့ရဲ့မြောက်ဖက် မြင်းတင်ရပ်ကွက်မှာရှိနေတဲ့အထက်ကအနည်းကို ် PDF တွေက drop ုံချလာရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ် drop ုံအားလုံးလာရောက်တိုက်ခိုက်တယ်လို့လည်းသိရပါတယ်စလင်းမြို့နယ်ထဲမှာရှိနေတယ်ဒီစလင်းမြို့အနောက်ဘက်ချမ်းမှာကတော့ PDF တွေအများဆုံးရှိနေတာဖြစ်တဲ့အတွက်စလင်းမြို့ပေါ်မှာရှိနေတယ်ဒီ yes scan တွေနောက်ပြီးတော့စလင်းမှာရှိနေတဲ့တပ်နေတွေကအမြင်နဲ့ဆိုသလိုကြော့တိုက်တော့ပြစ်ခတ်ခံရတာတွေလက်ပစ်ပုံပြစ်ခတ်ထွက်ပြေးတာတွေအမြင်နဲ့ဆိုသလိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်ဆိုတော့မကွေးတဲ့အနောက်ချမ်းက PDF တွေကိုပြန်ကြည့်လိုက်ရင်လည်းစင်မြွကျွန်းကနေဒီမက်ဆလီဆေရိုကြီးအထိ ကြားမှာရှိနေတဲ့အကျန်းဖက်သမားရွာတွေကလည်းတောက်လျှောက်ဆိုးလို့ရှိနေပါတယ်။ဆလင်းနဲ့ကြောင်ကုန်ကြီးဝန်းကျင်မှာသာပြည်သူစစ်အဖွဲ့တွေနဲ့နေပြည်တော်တရင်တပ်ဖွဲ့တွေရှိတဲ့အတွက်တင်းငင်အေးချမ်းမှုရှိပေမဲ့ PDF တွေကမတဲကနီထူပေါက်စားတဲ့ရွာတွေမှာအမြဲလိုလိုစုဖွဲ့ပြီးတော့တမရော်ရဲ့နေမီရှင်လေးဆောင်ရွက်တဲ့အချိန်မှာလည်းကြိုတင်တင်ရနေတာဖြစ်တဲ့ဒါအပြင်တမရော်ရဲ့နေမီရှင်လေးဆောင်ရွက်မှုတွေနဲ့ကြုံတွေ့ရင်လည်းအရက်သားအသွင်နဲ့အရက်သားတွေပုံစံမျိုးနဲ့ပဲစစ်ပေးရှောင်အနေနဲ့တမရော်ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနေကြတာဖြစ်ပါတယ် အခုစလင်းမြို့နဲ့ပတ်သက်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းစလင်းမြို့ရဲ့အနောက်ဘက်ဒီစလင်းချောင်းတလျှောက်ကဂျွာတွေကရပ်ဘက်သမားတွေအများဆုံးစုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။စလင်းချောင်းရဲ့မြောက်ဘက်ခြမ်းစင်မကျွန်းမြို့နယ်ထဲမှာရှိနေတဲ့တောင်ပြေကုန်းထနောင်းကုန်းငတန်ကောင်းစနေချောင်းရွှေကူကနေစပြီးတော့ဒီကအနောက်မှာရှိနေတဲ့ပေါင်းမအရှိရွာအနောက်ရွာအဲ့ဒီအထိကိုလာရောက်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။ဒါအပြင်စလင်းမြို့ကိုပြန်ကြည့်မယ်ဆိုရင်လည်းစလင်းမြို့ရဲ့အနောက်ဘက်ဝသေးကံပေပတ်ချလဲမှာရှိနေတဲ့ရှမ်းစုရွာစင်ကျုံရွာတက်တမာချိုက်ရွှေရင်တူ ငလင်ပန်းပိန်းနဲ့ပင်အွန်လိုင်းစတဲ့ရွာတွေကဂျမ်းဖက်သမားတွေအမြင်လို့လို့ဝင်ထွက်လှုပ်ရှားနေတဲ့ဒေသတွေဖြစ်ပါတယ်။ဝသေးကန်ရွာဝသေးကန်ကိုကြော်လိုက်တာနဲ့ဒီစနင်းစေတုတ်တော်လမ်းပိုင်းပေါ်မှာရှိနေတဲ့မြင်းနီကုံပေါင်းလူရွာလောက်ကနေစပြီးတော့ဂျမ်းဖက်သမားတွေကအမြင်တမ်းဆိုသလိုဝင်ရောက်စုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။စေတုတ်တော်ဆလင်းလမ်းပိုင်းမှာလည်းဂျမ်းဖက်သမားတွေကအမြင်တမ်းစုဖွဲ့နေတယ်နောက်ပြီးတော့ငွေရလန်းနေဒီဆလင်းစစ်တုဒ္ဓရာအဆက်မှာရှိတဲ့ကံပြားရွာကိုလည်းဂျမ်ဖက်သမားတွေကအမြဲတမ်းပိတ်ဆို့လျက်ရှိပါတယ် စစ်တုရပတ်ဝန်းကျင်မှာတော့ဒီနိုင်ရီကန်တောင်အနီးမှာရှိတဲ့ရခိုင်လက်နက်ကိုင်စပုံ AA ရဲ့ဖောက်ပတ်မှုတွေနဲ့လက်နက်ကိုင်တပ်ဆင်ပေးမှုတွေနဲ့အတူအရှိုချင်းအပါဝင်မင်းမှုစကုစင်မြချွန်းပတ်ဝန်းကျင်ကရှိတဲ့ NUG PP အုပ်စုနဲ့အုံချကံတွေကကြိုးကြွားကြွားလက်နက်တကာကဖြစ်နေကြပါတယ်။2020ခုနှစ်နိုင်ငံရေးပြည်စင်ကနေစပြီးတော့ခု2025ခုနှစ်အထိလေးနှစ်ကျော်ကာလအတွင်းမကွေးတဲ့အနောက်ချမ်းက PDF တွေကိုရှင်းလင်းရေးဆောင်ရွက်တဲ့အချိန်ထိရောက်မှုတွေမရှိသေးတာကိုလည်းကျွန်တော်မြင်တွေ့ရပါတယ်။ ဇလင်းစကုအစင်မြကျွန်းဆိုတာကတက်နေအသေးသေးရှိတယ်။တော်ရီမင်းအရှိဘက်မှာဆိုလို့ရှိရင်လည်းတက်မ88အပြင်မကွေးလေတဲ့စကန်ရှိတယ်ဆိုပေမဲ့ AR မြရဲ့အနောက်ဖက်ချမ်းမှာရှိတဲ့ PDF တွေကတော့တက်မလို့ရဲ့နေမြရှင်းလေးဆောင်ရွက်မှုတွေနဲ့လေချောင်းတိုက်ခိုက်မှုတွေမှာလွတ်လပ်နေစေပဲဖြစ်ပါတယ်။ဒါကြောင့်မကွေးတဲ့အနောက်ချမ်းက PDF တွေကိုနေမြရှင်းလေးဆောင်ရွက်မှုကဘာကြောင့်ခက်ခဲနေရပါလဲ။ဒီလိုမျိုးဆက်လက်ပြီးနေမြေရှင်လေးဆောင်ရွက်မှုတွေနဲ့ကင်းကွာနိုင်မယ်။ကျမသမားတို့ရဲ့စူးဖွဲ့မှုတွေနဲ့အဓိကရေတောင်းမြစ်တွေကိုမဖြတ်တောက်နိုင်မှုဆိုရင်တော့ အခုရွေးကောက်ပွဲကာလလာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲတရားနှစ်မျိုးနဲ့ဒုတိယကြိမ်ထပ်မံပြုလုပ်မယ့်မြို့နယ်တရားအတွင်းမကွေးတဲ့အနောက်ချမ်းကဆက်လင်းစကုဆင်မကျွန်းမြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေရှိမလားဆိုတာကိုလည်းပြန်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဆက်လင်းတိုင်းနယ်အပြင်မှာဆိုရင်လေမြို့ပေါ်ရက်ွက်လောက်တာဒေသခံမိဘပြည်သူတွေရှိပေမဲ့ဘေးပတ်ဝန်းကျင်ကရွာတွေကတော့ NLD အားပေးထောက်ခံသူတွေ PDF အားပေးထောက်ခံသူတွေနဲ့ PDF ရွာတွေကြီးပဲလို့ဆိုရမှာဖြစ်ပါတယ်။ ဒေသခံအညာသားတွေကနီးရတာကိုကြောက်ရရဲဆိုတဲ့အကြောင်းပြချက်တွေနဲ့တွေကိုမဖြစ်တာလို့ဆက်ဆံရတဲ့ပုံစံမျိုးမျက်ရည်ချူလေးရှိပေမဲ့ကျန်တဲ့အတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆလင်းနဲ့ဆမီကျွန်းကြဆလင်းကျောင်းသရူကျောင်းကြားရဲ့တောင်ဘက်မြောက်ဘက်ဒေသတွေအားလုံးကအကြမ်းဖက်ရွာတွေအကြမ်းဖက်အားပေးတွေပဲဖြစ်ပါတယ်ဆမီကျွန်းပတ်ဝန်းကျင်ကိုပြန်ကြည့်ရင်လည်းတရက်ချင်းလောက်ကနေစပြီးတော့အကြမ်းဖက်တွေကတကားမရှိဒါမရှိဝန်ထွက်နေကြတာဖြစ်ပါတယ်2022ခုနှစ်ကလေးကနေအခု2025ခုနှစ်အထိ မင်းဘူးစိတ်ပြူလမ်းမိုက်တစ်လျှောက်လုံးမှာအကျံဖက်သမားတွေကအပိုင်းလိုက်ဖြတ်တော့ပြီးတော့စက်ကြီးကောက်တာတွေလည်းပြုတ်လို့တယ်စည်ရေးဖော်ဆောင်တာတွေလည်းပြုတ်လို့နေပြီးတော့ဒီအကျံဖက်အားပေးတွေကိုထောက်ခံနေတဲ့ရွာသားတွေကိုလည်းအကျံဖက် PDF တွေကိုယ်တိုင်စေဝါကူတာမှုတွေနဲ့လိုတဲ့စားနပ်ရိက္ခာလူတန်းမှုတွေကိုပါပြုတ်လို့နေကြတာဖြစ်ပါတယ်မကွေးတိုင်းရဲ့အနောက်ဘက်ခြမ်းဆက်လင်းစကုဆင်မြူကျွန်းဆိုတာကတကယ်တမ်းစားနပ်ရိက္ခာထွက်ရှိတဲ့ဆက်လင်းဆန်ပွင့်မြူဆန်တွေဆိုတာကလည်းဈေးတန်းဝင်တဲ့ဆန်တွေပဲဖြစ်ပါတယ် ဒီဇန်တွေကိုအသုံးပြုပြီးတော့ပဲဆလင်းစကုမှာရှိနေတဲ့ကုန်တွေတွေကအချက်ဖက်တွေကိုလက်ွယ်ကနေထောက်ပံ့နေတာလည်းရှိတယ်။ဒါအပြင်ဆလင်းစကုစင်မကျွန်းကထွက်တဲ့ဆန်တွေကရခိုင်လက်နက်ကင်တပုံအေးထိန်းချုပ်ထားတယ်။မြင်းနယ်နဲ့ချင်းတောင်နဲ့အဆက်ဘလက်ဝဒေတာတောက်တော်ဒေတာတွေအထိကိုမောင်ခိုလန်းတွေကနေဝင်ရောက်နေကြတာလည်းရှိပါတယ်။ဒါအပြင်အခုလက်မော်နဲ့ထီထွေတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ရခိုင်မြင်းနယ်နဲ့မကွေးတိုင်းအဆက်အမ်ဘရန်လမ်းပေါ်မှာရှိနေတဲ့ဒီနယ်ရေကန်တော်တိုက်ပွဲအနည်းမှာလည်းရခိုင်လက်နက်ကင်တပုံအေးအေးနဲ့အတူအရှိုချင်းတွေအပြင် မင်းမှုစကုဆင်မြူကျွန်းပတ်ဝန်းကျင်ကရှိတဲ့ NUG PDF တွေရဲ့အသုံးချခဲ့မင်းမှုခရင်တက်ရင်ရဲ့လက်အောက်ခံအဖွဲ့တွေကလည်းလာရောက်တိုက်ခိုက်မှုတွေလည်းပြုလုပ်တယ်တပ်မတော်ရဲ့တံမြန်တိုက်ခိုက်မှုတွေမှာထိနာနေပြီဆိုရင်ကျွန်းယူရရလျက်စစ်ပတ်ဝန်းကျင်ဘေးမှာရှိနေတဲ့ခိုနန်းဝင်းလိုကျွဲချံလေမစားရဲကြွားတွေကလည်းတူတူဆေရော်ကြီးမက်ဆလီအဲဒီကနေဒီဆလင်ပွင့်ပြူပတ်ဝန်းကျင်တိကိုတကားမရှိတားမရှိဝင်ထွက်နေကြတာဖြစ်ပါတယ်တပ်မတော်ရဲ့နေမြရှင်လေးရဲ့စစ်ကြောင်းထိုးမှုတွေကလည်းဥတီရတစ်ခုကိုပဲရည်ရွယ်ဥတီနေတာဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေကတမရစစ်ကြောင်းတွေနဲ့ဆန့်ကျင်ဘက်ကိုသာသွာလာနေကြတာဖြစ်ပါတယ်။ပွင့်ပြူစလင်းကနေစစ်ကြောင်းထိုးလာပြီးတော့ပသိမ်မွန်ရွာလမ်းကိုသွားမယ်ဆိုရင်အကြမ်းဖက်သမားတွေကပသိမ်မွန်ရွာလမ်းကိုဆုတ်ခွာထွက်ပြေးကြတာလည်းရှိပါတယ်။ဒါကြောင့်မလို့စလင်းစကုအစင်မျိုးကျွန်းကမြန်မာနိုင်ငံအလေပိုင်းဒေသဖြစ်တဲ့မကွေးတိုင်းရဲ့မြို့တော်ကြီးဖြစ်တဲ့အနီးမှာရှိနေပေမဲ့အကြမ်းဖက်သမားတွေကတော့တကားမရှိတားမရှိသွာလာနေကြတယ်။ဒါအပြင် ARN မြစ်ကိုပါအသုံးပြုပြီးတော့မြို့ရဲ့မြစ်ရဲ့နောက်ဖက်ကမ်းမှာရှိနေတဲ့ဆလင်းက PDF တွေက အေရီမီရဲ့အရှိဘက်မှာရှိနေတဲ့ရေနံကြောင်တကြောက PDF တွေနဲ့လည်းသွာလာကူးတန်းလျက်ရှိပါတယ်။ရေနံကြောင်မှာဆိုရင်လည်းရေနံကြောင်နဲ့ဝေးပင်ရဲ့ဂျာက36တရားအနီ36ရွာပတ်ဝန်းကျင်မှာအကျဉ်ဘက်သမားတွေအများပြားစုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိနေရပါတယ်။အဲ့ပြင်မနေ့ကအော်တိုဘာ29ရက်နေ့မှာလည်းမင်းဘူးစိတ်ဖြူလမ်းပိုင်းစိတ်ဖြူမြို့ရဲ့အထွတ်ပညာဘက်ကိုလာတဲ့အချိန်ဒီတန်စလုံနဲ့တောင်ငယ်လုံးရွာအနီးကတမ်းတော်ရဲ့ဒီကင်းစခန်းတစ်ခုကိုအကျဉ်ဘက်သမားတွေလာရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးပါတယ်။ ဒီတက်ကတ်မှုအတွင်းမှာတော့အကျန်းဖက်သမားတွေကဒီစစ်ကြောမှုကိုယ်တိုင်စစ်ကြောမှုအကျန်းဖက်ပြည်တွေဟိမင်းသူကိုယ်တိုင်ကာကနေနေအောင်တည်ဆုံသွားခဲ့ပြီးတော့ဘက်ကတက်ဖို့မယ်တချို့လည်းထိခဲ့တည်ဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လို့မကွေးတိုင်းရဲ့အနောက်ဘက်ကိုပြန်ကြည့်ရင်မင်းမှုပတ်ဝန်းကျင်တကျော်မှာတက်မလို့ရဲ့နေမြေကန်တရင်တက်ဖွဲ့တွေကြောင့်တည်နေအေဂျင့်မှုရှိတယ်။ဆလင်းမျိုးပေါ်ဆင်ပြူကျွန်းမျိုးပေါ်နဲ့ဒီပွင့်မြူမျိုးပေါ်လောက်တာတက်မလို့ကဒုံဂျုံရီကိုဆောင်ရွက်ထားနိုင်တာဖြစ်ပြီးတော့တန်ညောင်တိုင်းနယ်အတွင်းမှာလည်းတန်ညောင်ရဲ့စစ်တပ်အားခွဲမှအနီးပတ်ဝန်းကျင်က ဒီတမဖွဲ့ဝင်တွေလုံချိုးရေးကင်းစကန်းတွေကလည်းအမြဲတမ်းလိုလိုတိုက်ခိုက်ခံနေရပါတယ်။ဆက်လင်းနဲ့ဆင်မျိုးကျုံလမ်းမိုက်မှာလည်းအကြံဖက်သမားတွေကအမြဲတမ်းဖြတ်တောက်တိုက်ခိုက်မှုတွေပြုလုပ်နေတာရှိတယ်လို့စိတ်ဖြူနဲ့တညောင်လမ်းမိုက်မှာလည်းအကြံဖက်သမားတွေကအမြဲတမ်းဖိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။အပိုင်းလိုက်အဖွဲလိုက်စီရေးပေါ်ဆောင်နေကြတာဖြစ်ပြီးဒီလမ်းကြောင်းတစ်လျှောက်လုံးကိုတမလို့ကမစိုးမိုးနိုင်သေးတဲ့အတွက်အကြံဖက်သမားတွေကပို့ပြီးတော့ဆိုးဆိုးရွားရွားတောင်းပြန်နေကြတာလည်းဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဒီလိုမျိုးစိုးတန်းတောင်းကျမ်းနေတဲ့အတွက်အပြင်းမဲ့အယက်တာမိဘပြည်သူတွေရဲ့သွာလာရေးခရီးကျမ်းမာရေးအရာအရေးပေါ်လိုအပ်တဲ့ဆောင်းရှောက်မှုတွေမင်းဘူးမကွေးဘက်ကိုဒီအရေးပေါ်စေကမ်းပြဖို့တွေလိုအပ်လာရင်လည်းတာဆီးမှုတွေရှိနေတယ်လမ်းမိုင်းတွေကိုလည်းဖြတ်တော့ပိတ်ဆို့လာတဲ့ပြုတ်လုပ်တဲ့အတွက်အဆင်မပြေမှုတွေနဲ့ကြုံတွေ့နေရတယ်လို့လည်းသိရပါတယ် အခုဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ဆလင်းမျိုးကိုရက်ွက်အနေငယ်သာနေမီကန်တိုင်ရင်တက်ဖွဲ့တွေနဲ့လုံညိုကြီးတက်ဖွဲ့ဝင်တွေကစုံမှုထားနိုင်ပြီးတော့ဆလင်းမျိုးရဲ့အရှိပဲအီယော်ရီမီရဲ့ဂျားမှာရှိတဲ့ကြွားတွေဆလင်းမျိုးရဲ့အနောက်ဘက်ဝသေးကံပေပတ်ဝန်းကျင်ကနေစပြီးတော့မြင်းဒီကုန်းပတ်ဝန်းကျင်မြင်းဒီကုန်းရွာကနေဒီစေတုဒ္ဓရာကံပြားရွာတလျှောက်လုံးအကြံဖက်သမားတွေကစုံမှုထားတာဖြစ်ပါတယ်ဆလင်းနဲ့စေတုဒ္ဓရာလမ်းပိုင်းမှာဆိုလို့ရှိရင်လင်းစင်းတိုက်နယ်ကိုကြံဖက်သမားတွေကအမြဲတမ်းစီရေးပေါ်ဆောင်ပြီးတော့တိုက်ခိုက်လေရှိပါတယ် ။ဒါကြောင့်မကွေးတိုင်းရဲ့အနောက်ခြံပြည်ထဲတွေစိုးသွမ်းတောင်းကျမ်းနေတဲ့ဆက်လင်းစကုဆင်မကျွန်းလမ်းပိုက်၊ပသိမ်မော်ရလမ်းပိုက်၊မဲစရီတိုင်းနယ်နဲ့စေတုဒ္ဒရာလမ်းကြားတွေ၁၈မိုင်ပတ်ချလည်လောက်ရှိတဲ့ဒေသတကြောမှာအကြမ်းဖက်သမားတွေကခိုးအောင်စုဖွဲ့နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုအကြမ်းဖက်သမားတွေကိုနေမီရှင်နေဖြဖြစ်စီစီထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုသေးဘူးဆိုရင်တော့ဆက်လင်းမျိုးပေါ်ဒေသတွေတမကမျိုးပေါ်ရက်ကွက်ဒေသမကနိုင်ငံမှန်အစောအဦးတွေရဲစခန်းတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိကျပို့ပြီးတော့လက်ရဲစက်ရဲနဲ့လာရောက်တိုက်ခိုက်မှုတွေပြုလုပ်ပါလိမ့်မယ်။ ရွေးကောက်ပွဲကာလတွေမှာအပြတ်အမှောက်နောက်ဆက်လုပ်ငန်းတွေကိုဆောင်ရွက်ဖို့လည်းစီစဉ်နေကြတာရှိတဲ့အတွက်ဇလင်းမျိုးပေါ်ဒေတာကရက်ွက်တွေမှာတော့အကြမ်းဖက်သမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့ဒရုန်းချလာရောက်တိုက်ခိုက်တာတွေနဲ့ရှော့တိုက်တုံပစ်ခတ်တာတွေကိုကတ်စစ်စစ်ပြုလုပ်လာတာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုနောက်ဆက်ဖို့ရည်ရွယ်ချက်နဲ့စစ်ပွဲမရှိဘဲနဲ့တိုက်ပွဲမရှိဘဲနဲ့မျိုးပေါ်ရက်ွက်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပစ်ခတ်နေကြတာပဲဖြစ်ပါတယ်။အဓိကကတော့ဒီနိုင်ငံတော်ကနေကြီးမှုကျင်းပနေတဲ့2025ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုနောက်ဆက်ရည် ဒေသခံမိဘပြည်သူတွေကိုအကြောက်တရားတွေနဲ့စိုးရင်ထိတ်လန့်အောင်ပြုလုပ်ပြီးတော့ရွက်ကောက်ဘွဲကိုနှောက်ရှက်ဖို့ရည်ရွယ်နေကြတယ်လို့ပဲခန့်မှန်းရပါတယ်။ဘာကြောင့်လဲဆိုရင်မနေ့ကအောက်တိုဘာ29ရက်နေ့ချောတိုက်တောင်ပြစ်ခတ်မှုကိုပြန်ကြည့်ရင်လည်းလူနေရက်ွက်တွေကိုပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။မိသည့်စစ်ရေးပြစ်မှတ်မှလည်းမဟုတ်သလိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေစခန်းချထားတဲ့နေရာ၊ကင်းချထားတဲ့နေရာတွေကိုလာရောက်တိုက်ခိုက်တာလည်းမဟုတ်ဘူးဖြစ်ပါတယ်။ဒီနေ့မနေ့9နာရီဝန်းကျင်ရောဘုံချတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လည်းဒီအထက်ကတဲ့ပတ်ဝန်းကျင်အပေါ်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အာထာကတိပတ်ဝန်းကျင်မှာအကျန်းဖက်သမားတွေလာရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ဆလင်းမျိုးပေါ်မှာရှိနေတဲ့စာတင်ကြောင်းတွေမှာပိတ်ထားရတာဖြစ်ပြီးဆလင်းမျိုးအာထာကလည်းပိတ်ထားခဲ့ရပြီဖြစ်ပါတယ်ဒီလိုမျိုးအကျန်းဖက်သမားတွေရဲ့နှောက်ယှက်မှုတွေကြောင့်ဆလင်းမျိုးပေါ်ဒေသလေးသာစာတင်ကြောင်းတွေဖွင့်လှစ်နိုင်တဲ့အနေအထားကနေအခုဆိုရင်ဆလင်းမျိုးပေါ်မှာရှိနေတဲ့မျိုးပေါ်ရက်ွက်အနီးမှာရှိတဲ့စာတင်ကြောင်းမှာပိတ်ထားရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ် အကြောင်းမလို့မကွေတဲ့အနောက်ချမ်းက PDF တွေဘဲချင်းတွေစိုးသွန်းတောင်းကျမ်းနေကြအောင်ပါလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မကွေတဲ့အနောက်ချမ်းကတော့တည်တည်ချာချာနဲ့ဖိဖိစီစီကိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ပသိမ်မော်ရော်လဲတခြားကိုလည်း LOC ဖြတ်တော့ဖို့ကြိုးစားနေတာလည်းရှိသလိုဇကုဆလင်းစင်မြွန်းကလည်းစိတ်ဖြူလမ်းပိုင်းအထိစုမိုးဖို့လည်းဆောင်ရွက်နေတာရှိပါတယ်။ဒါအပြင်စိတ်ဖြူနဲ့စောလမ်းပိုင်းကိုလည်းဂျမ်ဖက်သမားတွေကဖြတ်တော့ထားတာဖြစ်တဲ့အတွက် စေပြူပတ်ဝန်းကျင်မှာရှိနေတဲ့ကပ္ပဆာတွေစောရောဒေသမှာရှိနေတဲ့ကပ္ပဆာတွေနဲ့စေတုဒ္ဒရာနဲ့အမ်ပဒန်မှာရှိတဲ့ကပ္ပဆာတွေပေါ့အလော့စီဖြတ်တော်ပြီးဝိုင်းဝန်းပိတ်ဆို့ဖို့ဒီအကြံဖက်သမားတွေကရည်ရွယ်နေကြတာဖြစ်ပါတယ်။ဒါကလက်ရှိအမ်ပဒန်လမ်းမိုင်းပေါ်ကအခြေအနေနဲ့ရေကန်တော်စခန်းကိုရခိုင်လက်နက်ကိုင်တော်အေအေနဲ့အပေါင်းပါတွေပါဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီမဲ့အထူးကအကြဆုံးများစွာနဲ့ပဲပြန်ပြီးတော့လန်နေတဲ့အခြေအနေကြောင့်စလင်းစကုစီမံကျွန်းမှာရှိတဲ့ PDF တွေကခင်းတဲ့လောက်စုသွန်းတောင်းပြန်ွက်မရကြတာဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်တပုံ AA ကသာဒီ Ambran လမ်းမိုက်ပေါ်မှာရှိနေတဲ့နေရင်ကတော့စကန်ကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် Ambran ပေါ်မှာရှိနေတဲ့ကပ္ပစာစကန်တွေစေတုဒ္ဒရာအနီးမှာရှိနေတဲ့ကပ္ပစာနောက်ပြီးတော့ဒီဆလင်းစကုမှာရှိနေတဲ့ဝါတက်စိုက်ပျိုးရေးတက်တွေအပြင်မြန်မာကတိုင်ရင်တက်ဖို့တွေအားလုံးကိုဒေသခံ local PDF တွေနဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေပြုလုပ်ကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ဒီဆလင်းချောင်းတစ်လျှောက်မုံချောင်းတစ်လျှောက်က PDF တွေကရေကန်မြေကန်ကိုအဓိကထားပြီးတော့အသုံးပြုနေကြတာဖြစ်ပါတယ်။ ်ရွာသားတွေကိုယ်တိုင်အုပ်ချုပ်ရေးမှုတွေကိုယ်တိုင် PDF တွေဖြစ်ပြီးတော့ PDF တွေရဲ့မွေးချင်းတာချင်းအမိအဖေတွေကစပြီးတော့ PDF အပိထောက်ခံသူတွေဖြစ်ကြပါတယ်။ဒါကြောင့်အမေရိကန်တရင်တပ်ဖွဲ့တွေရဲ့စစ်ကြောင်းထိုးနေမြင်ရှင်းလင်းမှုတွေကတင်းတလောက်ခရီးမပေါက်ခဲ့တာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကာလဒေသရင်းတည်ငြိမ်အေဂျင့်ရင်းကိုရည်ရွယ်ပြီးတော့အကြံပေးသမားတွေကိုလိုသလိုပိတ်ဆို့ဖြတ်တောက်ပြီးပြည်နေမြင်ရှင်းလင်းဆောင်ရွက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။မကွေးတိုင်းအနောက်ချမ်းကဒီ PDF တွေကိုနေမြင်ရှင်းလင်းဆောင်ရွက်မယ်ဆိုရင်တော့ ဧရိယာတစ်ခုသတ်မှတ်ပြီးတော့ပဲဝန်လန်းထွက်လန်းတွေကအစအကန့်လိုက်အပိုင်းလိုက်ဖြတ်တော့မှာပဲရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ရှေ့ပိုင်းမှာတွေကတက်မော်စစ်ကြောင်းတွေကနေမြေရှင်းမြေတွေကိုဆောင်ရွက်ထားရှိခဲ့ပါတယ်။ပွင့်ပြူဆလင်းကနေခြေတက်လာတဲ့တက်မော်စစ်ကြောင်းတွေပသိမ်မုံရွာလမ်းကိုခြေတက်ဥတီလာတိုင်းအများအားအကြမ်းဖက်သမားတွေကစုပ်ပါထွက်ပြေးနေတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပြီးအကြမ်းဖက်သမားတွေထောင်သွားတဲ့မြေမြုံမိုင်းတွေကိုဒေသခံမိဘပြည်သူတွေခါစီပြီးခံနေကြရတာဖြစ်ပါတယ်။အကြမ်းဖက်သမားတွေထောင်နေတဲ့မိုင်းတွေကြောင့်ဒေသခံမိဘပြည်သူတွေ ကြားမှကလေးသူငယ်မရွေးခြေထောက်တွေဖြတ်တော့ရတဲ့အခြေအနေတွေပါမကြာခဏကြုံတွေ့နေရဆဲပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မကွေတဲ့အနောက်ချမ်းက PDF တွေကို PPCC နဲ့နေမြရှင်လေးဆောင်ရွက်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။